မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်မိုးလေဝသနှင့်ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုအစီအစဏ်အမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညအူကျင်းချင်းဒီများမှာရခိုင်ပြည်နယ် AR ရိုဒန်ဒီသားချင်းကယားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့ထက်နှစ်ဒီဂရီဆက်စီယံချင်းပြည်နယ်မကွေးတန်းဒီသားချင်းစကိုင်းတန်းဒီသားချင်းအောက်ပိုင်းမန္တလေးတန်းဒီသားချင်းနေပြည်တော် ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျင်းတို့ထံ3ဒီဂရီဆက်စီယံမှ4ဒီဂရီဆက်စီယံထိနေရှမ်းပြည်နယ်ရှေ့ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျင်းထံ5ဒီဂရီဆက်စီယံပိုခဲ့ပြီးစကိုင်းနယ်ဒေသကြီးထပ်ပိုင်းပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့တနင်္လာရီတနင်္လာကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျင်းခန်းသာရှိခဲ့ပါတယ်မြို့လိုက်ထူကြတဲ့ညဘူးကျင်းအခြေအနေများမှာ အာခါမြို့မှာ17ဒီဂရီဆက်စီယံ၊လွိုင်လင်းမြို့မှာ73တသမ2ဒီဂရီဆက်စီယံ၊အုံမလီမြို့မှာ14တသမ5ဒီဂရီဆက်စီယံ၊ပြည်ဦးလီမြို့မှာ14တသမ6ဒီဂရီဆက်စီယံ၊တောင်ကြီးမြို့မှာ15တသမ3ဒီဂရီဆက်စီယံ၊နမ်ဆန်မြို့ရှမ်းပြည်နယ်တောင်ပိုင်းမှာ16ဒီဂရီဆက်စီယံနဲ့အဲဟိုမြို့မှာ16တသမ4ဒီဂရီဆက်စီယံတို့တိုက်ထွာရရှိခဲ့ပါတယ်။မှတ်သားပွဲရာမိုးရေချိန်များမှာတဝဲမြို့မှာတတသမ9.3လမ်းမှာ တာယာဝေမျိုးနဲ့မြဝေမျိုးတို့မှာတုံညသတ္တမ95လက်မစီကျောင်းကုန်မျိုးမှာတုံညသတ္တမ95လက်မကော့ကရိတ်မျိုးမှာတုံညသတ္တမ92လက်မကော့တောင်မျိုးမှာတုံညသတ္တမ43လက်မမြေမျိုးမှာတုံညသတ္တမ39လက်မရေမျိုးမှာတုံညသတ္တမ3လက်မအိမ်မဲမျိုးမှာတုံညသတ္တမ20လက်မနဲ့နှင်တရာမျိုးမှာတုံညသတ္တမ10လက်မတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လယ်တနအိုက်ခွဲအချိန်မိုးလေဝသကြိုးတို့မှဖောက်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေမင်္ဂလာပင်လယ်ဝတောင်ပိုင်းတို့မှာတိမ်တိမ်တိမ်မှာတိတ်တူတက်နေပြီကြံမင်္ဂလာပင်လယ်အောင်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးဒိန်တောင်များကျွေးလျာရာနေရာတစ်လျှောက်မှာမိုးရွာသူချင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတကြုံပြင်းမိုးကြိုဖြစ်ခြင်း၊လက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတန်းဒိတိုင်းနဲ့ပြည်နယ်များမှာတိမ်နှိုင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။အခုမြင်တွေ့နေရတဲ့တိမ်နှိုင်းကတော့ ဖိလစ်ပိုင်ပင်လယ်ပြင်ရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ဟာအနောက်နောက်မြောက်ဘက်သို့ရွေ့လျာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မူလီဝတ္တအခြေအနေပြပုံရမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ လေပြင်းအားလျော့နေနေပါတယ်။မြမပင်လယ်ပြင်မှာ မြမကန်ဦးရဲတချောင်းနဲ့ကန်လုံးပင်နယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြောက်ပြီးလှိုင်းတင်တင်မှလှန့်ကျင်နေပါလိမ့်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျားတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါလိမ့်လိုင်းမြမမြမကန်ဦးရဲတချောင်းနဲ့ကန်လုံးပင်နယ်ပြင်တို့မှာခုနှစ်ပြီမှကိုပြီကန်ရှိနေပါလိမ့်မနှက်ဖြန်မနှက်ထိခံမှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးနယ်ကချင်ပြည်နယ်တို့မှာနေရာကွက်ကြောင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနယ် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကြကြိမ်း AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိစိနဲ့ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမုတ်တချုံရောက်ပြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကပ်ပြီးမုတ်ချနေပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက် တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများ၌ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပိတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညီတော်အတွက်မပြတ်မနက်ထိမိုးလေဝသအခြေအနေထမှန်ကြပါနေရာကွက်ကြားမိုးထချုံပြောပါမယ်အနှိမ့်ဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် ရန်ကုန်မြို့နယ်ညီတော်အတွက်မဖြစ်မနှက်သည့်မိုးဒီဝတာအခြေအနေခံမှန်းချက်မှာမိုးတင်တင်တချုံရွာပါမယ်အနှိမ့်ဆုံးမှုချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမှုချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် မန္တလေးမြို့နယ်ညတိုင်းအတွက်မြပြမနက်တိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမှုတချုံရောပါမယ်။အနှိမ့်ဆုံးမှုချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမှုချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့နေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊အေရော်ဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတနင်္သာရီတို့မှာနေရာကြကြမှနေရာစိစိမိုးတစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလနှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါနေ။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။